ကြောင်ကြကြာရေမကုန်းနိုင်ဘူးဆိုလိုပဲစစ်ဘိုလ်ချုပ်တွေရဲ့ငကုံမူလစိတ်ကတော့ရွေးကောက်ပွဲတက်တန်းတစ်ခုစာ9နှစ်ပဲခံခဲ့ပါတယ်2020ရွေးကောက်ပွဲမှာသူတို့ရဲ့ဇယိုင်မှန်တွေပြန်ပေါ်လာပါတယ်သူတို့ပါတီမနိုင်တော့စစ်တပ်ရဲ့နိုင်ငံရေးလမ်းစဉ်ဖြစ်တဲ့အာနာသိမ့်တဲ့နေ့နဲ့အာနာကိုပြန်လူယူခဲ့ပါတယ်ဒီဒီချိန်တော့ဟိုတန်းရွှေတက်ချုပ်ပြစ်ခံထားခဲ့တဲ့လက်ရှိစစ်ကောင်းဆောင်မင်းအောင်လှိုင်ကအာနာသိမ့်ခဲ့တာပါသူရဲ့အာနာတမန်မှု တမနာဖြစ်ချင်တဲ့နိုင်ငံရေးလောဘတွေကအဓိကတွန်းအားဖြစ်နိုင်ပါတယ်ဒါပေမဲ့ဒီနေရာမှာသူ့ကိုဝိုင်းမြောက်ပေးခဲ့တဲ့နိုင်ငံရေးသမားတွေနဲ့တိုင်းသားခေါင်းဆောင်တချို့လည်းပါပါတယ်သူတို့ကရွေးကောက်ပွဲသာ တရားမမျှတရင်တက်ချုပ်အနေနဲ့မလုပ်ပေးနိုင် မလဲလို့သွားမိခဲ့ကြပါတယ်စီကောင်းဆောင်မင်းအောင်လိုင်ကသူမလို့ရတာဘာမှမရှိဘူးလို့ပြန်ဖြေခဲ့ပါတယ်အဲ့ဒီနိုင်ငံရေးသမားတွေကိုလည်း အနာသိမ့်ဖို့ဗီတီပေးတဲ့လူစင်းထဲမှာမတန်းတင်ထားဖို့လိုပါတယ်ကျွန်တော်ထင်တာကတော့စင်းကရှေ့နိုင်ပါတယ်